ကျွန်တော်တို့အားပေးတဲ့အသင်းတွေဆီမီဖိုင်နယ်ကိုကိုယ်စီတက်ရောက်ခဲ့ကြတဲ့ချန်ပီယံလိယူရိုပါလိကွန်ဖရင့်လိမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူအနီကျူတူပါရခင်ဗျဒီကြိုက်ထဲမှာရှင်ပြိုင်ပြီးစီးခဲ့တဲ့ချန်ပီယံလိ ယူရိုပါလိကွန်ဖရင့်လိပွဲစဉ်တွေကကွာတာဖိုင်နယ်ရှုံးထွက်အဆင့်ပွဲစဉ်တွေဖြစ်တာနဲ့အညီပြိုင်သက်ကိုရင်ခုန်စိတ်လို့ရှားမှုအပြည့်အဝပေးဆွနိုင်ခဲ့တယ်လို့ပြောရမှာပါအထူးသဖြင့်ချန်ပီယံလိပေါ်လိအာစနယ်နဲ့ရီယယ်မက်ဒရစ်ပွဲကရှယ်ယူကြီးလို့ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်အာစနယ်တင်းရဲ့အနိုင်မခံအရှုံးမပေးပွဲစဉ်တစ်ပွဲပေါ်မှာအဆင့်တန်းမြင့်မြင့်နဲ့ချင်းကပ်နိုင်စွမ်းစတဲ့အရေးသွေးပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့မျက်ဝါးထင်တယ်မြင်တွေ့ခဲ့ရတဲ့အတွက်ကြောင့်အာစနယ်ကအခုနောက်ဆုံးနှစ်တွေမှာ next level ကိုရောက်လာခဲ့ပြီလို့ပြောနိုင်ပါတယ်။အရင်တော့ကချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တောင်အသေးအတန်ရုန်းကန်စ조사နေရတဲ့အခြေအနေမျိုးမှာချန်ပီယံလိလည်းဝင်ခွင့်ရတယ်။ချန်ပီယံလိရဲ့အကောင်းဆုံးသောအသင်းတစ်သင်းကိုလည်းနှစ်ကြော့ပေါင်းဂူပြက်ရလတ်နဲ့အနိုင်ယူပြီးနောက်တစ်ဆင့်ကိုတက်ရောက်ခဲ့တဲ့အတွက်ကြောင့် အာဒီရာလက်ထက်မှာအာစနယ်တင်းကဆူဖလားမရရှိတာကလွဲလို့ဂျန်တဲ့အပိုင်းနေအလုံးစုံတိုးတက်လာတယ်လို့ကောက်ချက်ချနိုင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ထပ်ပြိုင်ပွဲတွေမှာဆိုရင်ယူရိုပါလီးယားအင်္ဂလန်အသင်းနဲ့တင်းနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ Tottenham Hotspur နှစ်သင်းလုံးကချီကျူးရမယ်အခြေအနေမျိုးမှာရှိပါတယ် Tottenham Hotspur ဆိုလည်း Premier League မှာဘလောက်ပဲ ိုင်ပတ်နေပါစေ။နောက်ထပ်เนาะပြိုင်ပွဲတစ်ခုဖြစ်တဲ့ယူရိုပါလိမာကတော့အကောင်းဆုံးသူတို့စွမ်းဆောင်နိုင်ခဲ့တယ်။မလျှော့တော့ဇွဲလုံးလာဝရိယတွေနဲ့ပဲတော်တယောင်းစပါဖရန့်ဖတ်ကိုဂျာမန်မြေမှာအနိုင်ယူကျော်ဖြတ်ခဲ့တာပါ။ဆိုတော့ All English Final ယူရိုပါလိယဖြစ်လာမလားတော့မပြောတတ်ဘူး။ Semi Final မှာ Manchester United က Spain အသင်းနဲ့တွေ့တယ်။ ်ဖိုင်နယ်ရောက်ရင်ကျွန်တော်တို့ Tottenham Hotspur နဲ့ Manchester United တို့ပြန်တွေ့မယ့်အနေအထားအလားအလာတွေအများကြီးရှိပါတယ်။နောက်ဆုံးဒီ Conference League ကတော့ Chelsea က Warsaw ကိုရှုံးတော့ရှုံးသွားခဲ့တယ်။ဒါပေမဲ့ပထမအကြော်လုံးက3ဂိုးပြတ်နိုင်ခဲ့တဲ့အတွက်နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပါတယ်။ကျွန်တော်တို့ဟို Premier League fan တွေအားပေးတဲ့အသင်းတွေနောက်တစ်ဆင့်ကိုတက်ရောက်သွားတဲ့အတွက်လည်းပြည်သက်တွေကိုစီဝမ်းသာကြမယ်လို့မျှော်လင့်ပါတယ်။ဆိုတော့ကျွန်တော်ဒီ Giant ထဲမှာကစားသွားခဲ့တဲ့အဲ့ဒီ Tournament 3ခုလုံးနဲ့ ပတ်သက်ပြီးတော့ပြန်လဲဆွေးနွေးမှုအနေငယ်လုပ်ချင်တယ်ပြီးရင်ဆီမီဖိုင်နယ်မှာဘယ်အသင်းတွေထိတိုက်တွေ့ဆုံနေလဲဆိုတဲ့အပိုင်းတော့ထက်တွက်ပြီးတော့ဆက်လက်ဆွေးနွေးရအောင်โอเคအဲ့တော့ကျွန်တော်ဒီတစ်ပတ်ချန်ပီယံလီးယားတချို့ပွဲတွေဒီမပြတ်သားသေးဘူးပေါ့နော်နောက်တစ်ဆင့်ဘယ်အသင်းတက်မှန်မှန်တိတိပပမတိခဲ့တဲ့ပွဲတွေပါတယ်အမပြောရင်ဘိုင်မြူနဲ့အင်တာမီလန်ပွဲပေါ့ဒါမဲ့အာစနယ်တို့ရီယယ်မက်ဒရစ်တို့ကပထမအကြော့မှာနေပွဲကပြီးသွားခဲ့ပါပြီသို့တော့တချို့ပွဲစဉ်တွေကလည်းပွဲပြတ်ပြီလို့ ထင်ခဲ့ပေမဲ့နောက်ကအကောင်းဆုံး comeback နိုင်ခဲ့တဲ့အသင်းတွေရှိတယ်။ပထမကြော်တော့ကဂိုးတွေအရင်ပြတ်သွားခဲ့လို့ဒါသူတို့ comeback နိုင်ဖို့တကူလောက်လိုခဲ့တဲ့အသင်းတွေပေါ့အထူးသဖြင့် Aston Villa ဒါ Aston Villa ဆိုရင် PSG ကိုနှစ်ကြော့ပေါင်း5-4ဆိုတဲ့ချင်းမြောက်နဲ့ရလတ်နဲ့ရှုံးနေခဲ့တာပါဒုတိယအကြော့မှာတော့ PSG လို့ share အသင်းယူအကောင်းဆုံးအနိုင်ယူကြော်ဖြတ်ခဲ့တဲ့အခြေအနေတွေရှိခဲ့ပါတယ်အဲ့တော့ Aston Villa ကိုလည်းပြုတ်မဲ့တာပြုတ်သွားရမယ်ကျွန်တော်တို့ ်ချီးကျူးတင်နေဗျ။အက်စတန်ဗလာဒီဒီနေ့ဘောလုံးရာသီမှာချန်ပီယံလိဂိုနှစ်ပေါင်း40ကျော်ကြာမှပြန်လည်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။လူဝင်အားစုဖွဲ့မှုရလည်းအခုကွာတာဖိုင်နယ်တက်ရောက်လာတဲ့အသင်းတွေထဲမှာဆိုရင်အရင်ကောင်းလာကြီးရတော့မဟုတ်ဘူးဗျ။ဟိုတူတူတန်တန်အနေထားမျိုးလေးပဲရှိတယ်။သို့တော့သူ့အိုးသူ့ဆန်နဲ့ ကောင်းဆုံး PSG တင်းကိုရင်ဆိုင်ခဲ့ပါတယ်။နောက်နှစ်ဘောလုံးရာသီမှသာ Aston Villa ကိုဒီထက်ပိုပြီးတောင့်တင်းတဲ့လူစည်းစုဖွဲ့မှုတွေအသင်းရဲ့တာဝန်ရှိတဲ့သူတွေကဖန်တီးပေးမယ်ဆိုရင် Unai Emery နဲ့ပေါင်းပြီးတော့ပိုပြီးစောင့်ကြည့်ခြင်းစရာရင်ခုန်ခြင်းစရာကောင်းတဲ့အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်။ရှုံးပြီး quarter final ကပြုတ်သွားခဲ့ပေမဲ့ဒီနှစ် champion league ကတော့ Aston Villa အသင်းတို့အောင်မြင်မှုရခဲ့တဲ့ရာသီလို့ပဲပြောရမှာပါ။နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Real Madrid ဒါတော့တိတ်ထွေတူတူပြောနေစရာမလိုပါဘူး။ပထမအကြော့မှာရင်ပွဲကပြတ်တလောက်ဖြစ်သွားပါတယ်။ဒုတိယအကြော့မှာလည်းဒီ ဆရာကြီးတွေများနေတဲ့ကစားသမားတွေကို manage လုပ်ဖို့ဆိုတာထင်သလောက်ထိလွယ်ကူမနေဘူးပေါ့နော်ကစားသမားတွေကလည်းကာလိုရဲ့အရေးသွေးပိုင်းဆိုင်ရာကိုယုံကြည်ချက်မရှိတော့တာလည်းပါတယ်ယုံကြည်ချက်မရှိရလောက်အောင်သူတို့ဟာရောကွင်းထဲမှာဘလောက်ထိစွမ်းဆောင်မှုတွေကောင်းနေလို့လဲဆိုရဲမေကွန်ပြန်မေးရလိမ့်ထားပါအဲ့တော့ Arsenal တင်းကတော့ Arteta ရဲ့စနစ်ကြမှုအောက် မှာလုံးဝအသင်းသားအပြည့်စိတ်တတ်နေပေါ့နော်တသင်းလုံးကစီစီလုံးလုံး ကစားသွားခဲ့တဲ့အတွက်ကြောင့်အခုလိုအနိုင်ရလက်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ semi final ရောက်တဲ့အခါမှာ PSG နဲ့ Arsenal တို့ထိတ်တိုက်တွေ့မှာဖြစ်တဲ့အတွက်50-50ရခိုင်နှုန်းပဲဖြစ်ပါတယ်။ဒါပေမဲ့ Arsenal တင်းကတော့စိတ်ပိုင်းဆိုင်ရာအကြီးကပုံမကောင်းမွန်သွားပြီဆိုတာညင်းလို့မရပါဘူး။ကျွန်တော်နောက်တစ်ဖက်မှာ Barcelona ကလည်း Borussia Dortmund ကိုဂျာမန်ပြည်မှာရှုံးခဲ့တယ်။ဒီရှုံးပွဲက2025အတွင်း Barcelona ရဲ့ပထမဆုံးရှုံးပွဲပါ။ Barcelona ကလည်းဒီနေ့ရာသီချီးကျူးရမယ့်အသင်းတစ်သင်းပြ Hansi Flick နဲ့ကန်ဆက်တယ်လို့ပဲပြောရမှာပါ။ ကျွန်တော်တို့ဘာစီလိုနာရဲ့ခစ်ကိုကုံသွားပြီလို့ထင်တာဘာကြောင့်လဲဆိုတော့လေကျွန်တော်တို့ကဘာစီလိုနာရဲ့တကယ်ကောင်းတဲ့ခစ်ကိုမှီခဲ့ဘူးလေအဲဘာစီလိုနာလီယိုတို့ generation မတိုင်ခင်မှာတော့ဆမ်ရော့အီတိုတို့ရော်နယ်ဒီညိုတို့နော်ရာဖေးမာကွတ်စ်တို့နဲ့ခစ်တစ်ခစ်ရှိခဲ့ဘူးလေအဲ့ဒီခစ်မှာအောင်မြင်ခဲ့တယ်ဖရန်ရစ်ကန်နဲ့သို့တော့ဒီလီယိုတို့ခစ်ကြီးမှာပို့ပြီးတော့မိုက်ခဲ့တယ်ပေါ့ဗျာလုံးဝခန်းထားတဲ့အသိအသိဖြစ်ခဲ့တယ်ပြောချင်တာအဲ့လိုမျိုးခစ်ကောင်းတွေကိုမှီခဲ့တဲ့ပရိသတ်တယောက်အနေနဲ့က အခုလိုမျိုးဘာစလိုနာတိုင်ပတ်နေတဲ့အချိန်မြင်ရတာတိတ်ပြီးတော့အဆင်မပြေဘူးတိုင်ပတ်နေပေမဲ့လေဘာစလိုနာဒီ ူ့အလို့သူအကောင်းဆုံးဒီနေ့ရာဒီလုတ်တယ်ရှိတဲ့ကစားသမားနဲ့အကောင်းဆုံးအမြင့်ကိုပြန်နိုင်တဲ့အတွက်ဒါကျွန်တော်ဟန်စီဖလစ်ကိုအဓိကထားပြီးတော့ချီးကျူးရမယ်ဘာစလိုနာကအခုဆီမီဖိုင်နယ်မှာဘိုးဆွဲဖို့ရည်ပန်းအစားဆုံးအသင်းတစ်သင်းဖြစ်လာပါလိမ့်မယ်အဲ့တော့ဘရရှာဒော့တမန်ကိုဒုတိယအကြိမ်ရှုံးနိုင်ခဲ့ရမယ်ပထမအကြိမ်အတွင်းကိုရနေတူနောက်တစ်ဆင့်ကိုတက်ရောက်ခဲ့ပါတယ်ဆီမီဖိုင်နယ်မှာကတော့ဘိုင်ယန်မြူနစ်ကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့အင်တာမီလန်အသင်းနဲ့ဆုံတွေ့ရမှာပါရှော့တော့လို့တော့မရဘူးအင်တာမီလန်အသင်းကလည်းချန်ပီယံလိမှာလုံးဝအတွေ့အကြုံရင့်နေတဲ့အသင်းတစ်သင်းလို့ပြောရမှာပါဒါမန်စီးတီးတစ်နှစ်ကဘိုးဆွဲသွားတဲ့ တဲ့အချိန်တုန်းကတော့သူတို့ final ကိုပူပူနွေ့နွေ့တက်ရောက်ထားခဲ့သေးတာပဲမဟုတ်လား။ Okay အဲ့တော့ကျွန်တော်နောက်ထပ်ယူရိုပါလိကိုတစ်ချက်ထပ်ရှိုးပါမယ်။ယူရိုပါလိမှာကတော့ ဘုဒ္ဓဂလိမ်ကလာဂျီရိုကိုအနိုင်ပြီးကြော်ဖြတ်သွားတဲ့အတွက်ကြောင့်ဒါချန်ပီယံဖြစ်ဖို့ဟိုရီမန်းနေတဲ့အသင်းတွေအတွက်တည်င်းကောင်းပဲပေါ့နော်လာဂျီရိုဆိုရင်ကစားသမားကောင်းတချို့ပါနေသေးတယ်အဲ့တော့လာဂျီရိုပြုတ်သွားတာကလည်းကောင်းပါတယ်အဲပိုပြီးပျော်စရာကောင်းတာကတော့တော်တင်ဟော့စ်ပါပေါ့လေစပါကဘုဒ္ဓဂလိမ်နဲ့တွေ့ဆုံရမှာဖြစ်တဲ့အတွက်ဖိုင်နယ်ရောက်ဖို့အတော်လေးကိုအခြေအနေကောင်းပါတယ်တရားကိုင်တော့အတိအကျဘယ်ပွဲမှပြောလို့မရဘူးဆိုပေမဲ့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်တော့ပိုပြီးပွဲချောင်ပါတယ်အဲ့တော့ဘုဒ္ဓဂလိမ်ကအသင်းကောင်းတစ်သင်းဆိုပေမဲ့တော်တင်ဟော့စ်ပါရော ယူနိုက်တက်တို့တကယ်ဖြုတ်မယ်ဆိုရင်ဖြုတ်လို့ရတဲ့အခြေအနေယူနိုက်တက်ဆိုရင်အုပ်စုအစ်စ်မှာတော့ဘိုတာကလင်းနဲ့ကန်လာရတာပေါ့နော်တစ်ဖက်ကယူနိုက်တက်ကတော့ကျွန်တော်လိုင်းယွန်မယုံကြည်နိုင်စရာကောင်းတဲ့ result နဲ့အနိုင်ကျော်ဖြတ်ခဲ့တယ်ဘလို့မှဖြစ်နိုင်မယ်မထင်တော့ဘူးဗျာ extra time မှာဒါပဲပြောနှစ်ဂိုးလောက်နဲ့ရှုံးနေပြီအဲ့လိုရှုံးနေမှုကိုအနိုင်ကိုပါထပ်သွင်းပြီးပနတိပါကန်စရာမလိုအောင် comeback နိုင်ခဲ့ပါတယ်အခု athlete bibao နဲ့တွေ့တယ်တစ်ဖက်က tottenham hotspur ချက်ပေမဲ့ပိန်သင်းတွေကိုအကောင်းဆုံးကြော်ဖြတ်လေးရှိတဲ့မန်ချက်စတာယူနိုက်တက်ဒီဒီပွဲစဉ်ကိုလည်းအနိုင်ယူကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်အက်သလစ်ဘီဘာအိုနဲ့ရီယယ်ဆိုစီတက်ကဘလောက်ကွာမှာမို့လို့တော့စပိန်သင်းတွေရဲ့အထောက်အပံ့ ကောင်းကောင်းနားလေသဘောပေါက်နေတဲ့ United ပဲ final မှာ Tottenham Hotspur နဲ့တွေ့ဖို့များပါတယ်ကျွန်တော်ကတော့ all english final Europa League ဖြစ်လာဖို့ရှိတယ်လို့တုံ့သက်မိပါတယ်ကဲကျွန်တော်နောက်ထပ် conference league ပေါ့နော် conference league ကတော့ပုံမှန်လေးလေးပြောရင်ဟိုအရင်တော့ဘောင်တော့မဝင်ဘူးပေါ့ဗျာအဲစကားပြောရင်တော့မကောင်းဒါပေမဲ့အဲ့ဒါအမှန်တရားပါ conference league မှာကံနေတဲ့အသင်းတော်တော်များများရဲ့စွမ်းဆောင်ရည်ပိုင်းက championship ကအသင်းတွေလောက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့အခု semi final ကိုတက်ရောက်လာတဲ့အသင်းတွေထဲမှာအသင်းကောင်းတွေပါလာတယ်။ Chelsea ကတော့အနည်းငယ်ကံကောင်းသွားခဲ့တယ်လို့ပဲပြော ြောရမှာပါတဖက် Real Madrid နဲ့ Fiorentina တို့လမ်းကြောင်းမှာသာကြမယ်ဆိုရင် semi final ကပြုတ်ကောင်းပြုတ်သွားနိုင်တယ်အခုနောက်ဆုံး Ligue 1ဝါဆုံးတဲ့ပွဲစဉ်မှာဘယ်လောက်ထိရုပ်ပေါက်တယ်လဲပွဲစဉ်အစအဆုံးကိုကြည့်ခဲ့တဲ့ညီကိုတွေကတော့သိမှာပါတတော်စိတ်ပြက်စရာကောင်းခဲ့တဲ့ လီဂီယာဝါဆောကိုရှုံးနိမ့်မှုပါအခုချိန်မှာတော့ချယ်ဆီကကန်ကောင်းထောက်မှသွားနဲ့တဖက်က Rapid Wien ကိုအနိုင်ပြီးကြော်ဖြတ်လာတဲ့ Sweden Glad Jugaran အသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့် Final ကိုတက်ရောက်ဖို့ဆိုတာအမတန်အမတန်အခြေအနေကောင်းပါတယ်သို့တော့တဖက်က Batting နဲ့ Fiorentina တို့ဘယ်အသင်းမဆို Final တက်တက်ချယ်ဆီကခက်ခက်ခဲခဲကစားအောင်ပါဗျသို့တော့ Final ရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ချယ်ဆီလိုလူစည်းစုဖွဲ့မှုကောင်းတဲ့အသင်းတစ်သင်းဖို့အမှားယွင်းခံမယ်လို့တော့မထင်ပါဘူးဆိုတော့အနည်းချွတ်ရမယ်ဆိုရင်ဒီ2024-25ဘောလုံးရာသီ ရဲ့ဥရောပအဆင့်မြင့်ပြိုင်ပွဲတွေကတော့အင်္ဂလန်အသင်းအနည်းဆုံးတသင်းလောက်တော့ပူဆွဲဖို့အခြေအနေရှိပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားကြင်ပါရခင်ဗျအကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်